ီနေ့ဖားတဲ့သတင်းတစ်ပုဒ်ကတရုတ်နဲ့အမေရိကန်နဲ့ကုန်စည်ဖလှယ်မှုမှာတနင်္ဂနွေနဲ့တနင်္ဂနွေကုန်စည်အခွင့်အရေးကိုဟိကြသဘောတူညီရရတယ်လို့ပြောပါသဘောတူညီချက်အရဆိုလို့ရှိရင်တရုတ်ပြည်ကအမေရိကန်ပြည်ကိုပစ္စည်းသွင်းရင်သူပစ္စည်းတွေက90ခန်95ရခန်လုံးပိုစေးကြည့်မယ်တရုတ်ကနေပြီးတော့အမေရိကန်အသွင်းတော့ရှိအမေရိကန်ပစ္စည်းတွေက100ခန်လုံးမင်းစေးကြည့်မယ်ဇာလာအဲ့လားအဲ့ဒီသတင်းကဒါကမထူးဆန်းဘူးကွနော်ကျွန်တော်တို့ဗမာပြည်နဲ့လည်းမသက်ဆိုင် ဒါပေမဲ့အဲ့ဒီမှာလိုင်းကြောင်းလေးတစ်ကြောင်းပါပါလာအဲ့ဒါပါလဲဆိုတော့တရုတ်ပြည်ကနေပြီးတော့ American ပြည်ကိုတင်နေတဲ့မြေကြီးရှားပါတဲ့မြေကြီးလို့ခေါ်တယ်အင်္ဂလိပ်လိုဆို Global Ray Earth Elements REE လို့လည်းခေါ်တယ်အဲ့ဒီဥစ္စာတင်သွင်းတဲ့ဥစ္စာကိုလည်းသူတို့ကတရုတ်ကခန့်သတ်မယ်လို့ပြောတယ် ဘာချက်တို့လဲဆိုတော့အဲ့ဒီမြေကြီးကတရုတ်ပြည်ကတကွာလုံးထွက်တာအားလုံးရဲ့80ရာခိုင်နှုန်းကတရုတ်ပြည်ကထွက်တယ်လို့ပြောတယ်။အဲ့ဒါနဲ့ကျွန်တော်ကဖတ်ကြည့်ဖတ်ကြည့်ဘာဘွားတွေ့လဲဆိုတော့အဲ့ဒီမြေကြီးကဘာမှထွက်တဲ့အဲ့ဒီမြေကြီးအားလုံးရဲ့100ရာခိုင်နှုန်းကဘယ်နိုင်ငံကထွက်လဲလို့ကြည့်တော့ဗမာနိုင်ငံကထွက်တာ။အဲကျွန်တော်လည်းအံ့ဩသွားတယ်။အဲ့တော့ကျွန်တော်ထပ်ပြီးတော့ light ဖတ်ကြည့်တယ်နေပါဦးဗမာနိုင်ငံထွက်ဆိုဗမာနိုင်ငံဘယ်ရတယ်ဆိုကချင်းပြည်နယ်ကထွက်တယ်လို့ပြောတယ်။အခါမှလည်းမကြားမိ အချင်းပြင်းနေရပြီးတော့တကဘာလုံးကအယမ်းလူနေတဲ့ပစ္စည်းတစ်ခုဆယ်ရာခိုင်နှုန်းကချင်းပြင်းနေရထွက်နေဆိုကချင်းပြင်းနေရထွက်တဲ့ကိစ္စကိုကချင်းပြင်းနေကဘသူကရောင်းနေတယ်ဆိုတော့ KI ဟိုကရောင်းနေတယ်အဲ့တော့တရုတ်ကထုံးစံအတိုင်းကျွန်တော်တို့ရဲ့မငြိမ်မသက်တဲ့နိုင်ငံကြီးကိုအခွင့်အကောင်းယူပြီးတော့အဲ့ဒီမှာတရုတ်စီးပွားရေးမြုပ်နှံတဲ့လူတွေအားလုံးကမှအကြီးအကျယ်မြုပ်နှံပြီးတော့ပတ်ဝန်းကျင်ကိုလည်းယူမဆိုင်ဘူးဘာမှလည်းတာဝန်မယူဘဲနဲ့ လှုပ်ရှင်သားတွေလုံနေကြတယ်လို့အာနိုင်ငံရေးသတင်းစာရိုင်းပြောရေးကြပါတယ်ဒါမဲ့ဗမာနိုင်ငံထက်နည်းနည်းလေးပိုထုပ်တဲ့နိုင်ငံရောထုံးစံအတိုင်းအမေရိကန်နိုင်ငံအမေရိကန်နိုင်ငံ72 72ရာခိုင်နှုန်းထုပ်တယ်ဗမာ100ရာခိုင်နှုန်းထုပ်တယ်ဗမာရဲ့အောက်မှာဘယ်သူထုပ်ဆိုဩစတြေးလျ400ရာခိုင်နှုန်းထုပ်အဲ့ဒါကြောင့်ကျွန်တော်တို့ဒီအခုအချိန်မှာဆိုရင်ကမ္ဘာနိုင်ငံရေးလောကမှာအရေးပါအမယ်ကျွန်တော်ရင်းနေအီးမကြီးမသက်ဖြစ်မှုကြောင့်ကျွန်တော်ရဲ့ရသင်ရထိုက်တဲ့ ကမ္ဘာပေါ်မှာရှိတဲ့ဈေးွက်တွေအားလုံးနဲ့ကျွန်တော်တို့မရခဲ့အကျွန်တော်ပြောချင်တာဒါပါပဲထူးထူးဆန်းဆန်းသတင်းလေးတစ်ခုပါလာလို့အားလုံးကိုသိအောင်ဆိုပြီးညှပ်ပေးလာပါနားထောင်ပေးရတဲ့အတွက်ကျေးဇူးတင်ပါ